ဒီအပိုင်းပုံမှန်မြင်ရတဲ့အရာလေးရှိတယ်။အဲဘာလဲဆိုတော့ personal development ကိုလုပ်တဲ့သူတွေတသက် personal development ဒီချိန်မှာဘယ်လိုလုပ်ရမှာလဲဆိုပြီးတော့တွေးတဲ့သူတွေတသက်ဒါမှမဟုတ်လည်းနှစ်ခုစလုံးကိုငါတို့ဘယ်သူစကားနားထောင်ပြီးဘာလုပ်ရမှာလဲဆိုတာတွေးနေရတသက်အဲ့တော့အရေးအကြီးဆုံးပြပြမယ်။ personal development ထက်အရေးကြီးတာဘာလဲဆိုတော့ဂယုစိုက်တာ။နည်းနည်းလေး ကိုယ့်ရဲ့ဝင်းချင်မှာရှိတဲ့သူလေးတွေကိုဂယုစိုက်ဖို့ကဒီကာလမှာအရေးကြီးဆုံးလို့ထင်တယ်။အဲ့ဒီဂယုစိုက်ပြီးတော့စိတ်နှက်ပြီးတော့တခုခုလှုပ်ပေးရပြောဆိုရကိုညီရဆိုတဲ့အရာလေး a personal development ကိုကိုတခုတခါလုပ်နေရတယ်ဆိုတာထပ်ပို့ပြီးတော့တော့နောက်တစ်ဆင့်ကိုရောက်ဖို့အတွက်ပုံမြင်တယ်။အဲ့လိုပြောရဆိုတော့ကိုဂျိုးကိုဘာမှမကြည့်ဘဲအကုန်လုံးလိုက်ကူညီရမယ်ကိုပြောတာမဟုတ်ဘူးပေါ့နော်။ပြောမယ်ဆိုလို့ရှင်အဲကိုကအမြဲတရောက်ရောက်ဆိုလို့ရှင်ကိုညီတက်တဲ့သူတွေကလေသူတို့ကတကယ်တော့ PR ကိုအလိုလိုကောင်းနေပြီးသားသူတွေ PR ကောင်းနေဆိုတဲ့အခါမှာကို ရဲ့ဂျန်နဲ့အရှာရမှာတိုးတက်ဖို့အောင်မြင်ဖို့ဟာသူကဟိုတကူးတကကြီး personal development တွေလုပ်စာရီဖတ်နေတဲ့သူတွေထက်တောင်းမှရှေ့ရောက်နေသူတွေအများကြီးပဲတချို့ဆိုရင်သူတို့အနေနဲ့စာအုပ်တွေတစ်နှစ်မှတောက်အောင်ဖတ်တာမဟုတ်ဘူးဒါပေမဲ့သူတို့လုပ်ငန်းခွင်တွေမှာ ကိုယ့်ရဲ့ဝင်းကျင်啊ပတ်ဝန်းကျင်အတိုင်းဝန်းမှာလူရဝင်းနေပြီးတော့သူတို့ဆိုရင်ချစ်ခင်လေးစားကြတယ်အဲ့ဒါဘာလို့လဲဆိုတော့တကယ်တော့သူတို့က care ဆိုရယ်ဂရုစိုက်ခြင်းဆိုရယ်အရာကိုထားတာပေါ့နော်အဲ့တော့စုကရိုင်းလည်းဘာပြောချင်လဲဆိုတော့လေ personal development ဆိုတာကိုစုမစုတွေးရပုံပေါ့နော်ဘယ်လိုတွေးလဲဆိုတော့ personal development ဆိုတာလေစာရီစတိုက်ဖတ်နေခြင်းကိုတိရမယ်တီကျွမ်းမယ်သူတွေနဲ့ပဲတွေ့ဆုံခြင်းကို့အတွက်အရေးကြီးရင်အရေးပါမဲ့သူတွေကိုမျက်နှာတာပေးသူ့နောက်ကိုလိုက်ပြီးတော့စူးစမ်းအားထုတ်ပြီးတော့မိတ်ဆွေဖွဲ့နေခြင်းမဟုတ်ဘူး တကယ်တော့ personal development ဆိုတာကုသိုလ်စိတ်နဲ့နေခြင်း။ဘာလဲဆိုတော့နေ့တတူမှာ ကိုယ့်ရဲ့ယခင်ရှိရင်ဆွဲထက်ပိုတော်ပိုကောင်းပိုပျော်ပိုတက်ပိုတိပိုပြီးတော့အပေါင်းလက္ခဏာတွေကိုစောင့်သွားခြင်းအ personal development ပဲယခင်ကအတိအကျဒီလောက်ဆိုရင်ပိုပြီးတော့ကောင်းမှုတွေအတိတွေများလာတယ်ဒါဆိုလို့ရှိရင်ဒါ personal development ပဲပေါ့ဆိုတော့ကကိုယ့်လုပ်ငန်းခွင်တစ်ခုမှာစာရီစတိုင်းမဖက်နိုင်မဖက်တဲ့ကိစ္စမရှိတော့ပဲကိုယ့်ရဲ့လုပ်ငန်းခွင်မှာတူတူလုပ်နေအလုပ်လုပ်နေတဲ့သူကိုကိုယ့်အနေနဲ့စိတ်ပါလက်ပါနဲ့စကားပြောတယ်ဟိုပြောမယ်ဆိုလို့ရှိရင်ဆက်သွယ် communication ရှိတယ်ဒါဆိုရင်ကိုယ့်ရဲ့လုပ်ငန်းမှာကိုယ့် PR ကောင်းတာပဲတခု ုဆိုရင်ကိုယ့်ကိုကူညီချင်တဲ့သူရှိရယ်အစသည်ဖြစ်ပေါ့နော်အဲဒါမှမကသေးဘူးပေါ့နော်ဆိုပါစို့ကိုကအမားလေးတစ်ခုလုတ်လိုက်တယ်ဒီနေ့ဘာအမားလေးလုံးမိပါလေငါဒီတက်ပို့ပြီးကောင်းအောင်ဘာလေးများပြောလိုက်ရင်ကောင်းမလဲဆိုလိုက်ရင်ကောင်းမလဲတွေးလိုက်တဲ့အတွေးလေးအဲ့အတွေးက personal development အဲ့ဒီအတွေးကိုတွေးပြီးတော့နောက်နောက်မလုံးမိအောင်အတိနဲ့သတိကတ်တာအဲ့ personal development အဓိက personal development ဆိုတာဟုတ်တယ်စနစ်တကျနဲ့ viewer ကြကြနဲ့ပုံမညံ့ညာတိုးတက်အောင်လုပ်လို့ရတဲ့စနစ်ကတော့ဒီကိစ္စမှာအကုန်ရှိတယ်သို့တော့လူရီယာနေ့တတူမှာကိုတကယ်လုပ်လို့ရတဲ့ personal development ပိုင်းအောင်မေ့ပြီးတော့ဒီ social media မှာတော်တော်များများလုပ်နေချာအလုပ်လေးတွေပဲဦးစားပေးနေတယ်တကယ်တော့အယိုးရှင်းဆုံးနဲ့အရှင်းလင်းဆုံးကိုပေါ်ကမှာကိုယ့်ရဲ့အနီးကပ်ဆုံးလုပ်ရမယ့်အရာလေးတွေမေ့နေတယ်နေ့တတူပိုကောင်းဖို့ဘာလုပ်ရမလဲဆိုရင်နေ့တတူကိုစိတ်မှာ ဟိုတုံယုံတယုံရှိနေတဲ့အမိုက်တွေသူများကိုမကောင်းပြောချင်တာတွေသူများကိုပုတ်ခတ်ချင်တာဒါလေးရှော့ရှော့လိုက်ကြည့်ပြောချင်တာအကောင်းတွေမလုံးရင်တော့မကောင်းတာလေးရှော့လိုက်လို့ရှိရင်အဲ့ဒါ personal development ပြောချင်တာဟိုအများကြီးကိုကအချိန်နေပေးလေးလာပြီးတော့လုံနေစရာမလိုဒါမှမဟုတ်ကိုယ်စိတ်ထဲကအမိုက်တွေကိုကိုစနစ်တကျနဲ့ထုတ်တတ်တာအဲ့ personal development ညာအိတ်ခံနေမှာတရားလေးထိုင်လိုက်တရားထိုင်နေဆိုတာဘေးဘာသာမှမဟုတ်ဘူးဗောနော်ယောဂလေ့ကျင့်နေဆိုရင်လေယောဂမှာ meditation လုပ်တဲ့ယောဂဆိုတာရှိတယ်ပြောချင်တာဘာသာတည်းမဆိုင်ဘူးเนาะအဲ့တော့ကို ကြိုက်တလို့မျိုးကိုယ့်ရဲ့စိတ်ကိုဒီရှုပ်ရှက်ခတ်နေတဲ့အတွေးတွေဘလို့နည်းနဲ့ဖယ်ဖျောက်လို့ရမလဲဘုရားဘာသာဆိုတော့တရားထိုင်လိုက်တယ်အဲ့လိုမျိုးလုပ်နေပြီးတော့ကိုယ့်ရဲ့အမိုက်တွေကိုကိုရှင်းတာအ personal development အဲ့ဒါက personal development ဆိုပြီးကောင်းစီအကြီးကြီးမြင်လိုက်ရင်မကြောက်သွားနဲ့အသေးဆုံး step လေးရသွားပြီးကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်လို့ရတယ်လို့ပြောချင်ပါတယ် Curie